ဲသားနဲ့ဘာဖြစ်လို့ဇနီးဖြစ်တဲ့အမျိုးသမီးကိုထပ်ပြီးယူနေရသေးတာလဲနော်လေဒီဆရာတို့ဒီမန်လေးဆရာတို့ကြီးချက်ချက်လက်ချက်ပြန်ပြောတာနော်ကို့မှာမိမသားဖြစ်တဲ့အမေတယောက်လုံးရှိပါရဲ့သားနဲ့ဘာဖြစ်လို့တခြားအမျိုးသမီးတောက်ကိုထပ်ယူနေရသေးတာလဲတဲ့ဆိုတော့သဘောပေါက်သွားတယ်ပညာရှိတဲ့လူဆိုတော့သဘောပေါက်သွားတယ်မတူဘူးမိမရှင်တူမမတူလေဟွာကအမေလေမတူမမတူတာနော်ဒါကဇနီးလေတူမမတူတာ ဒီလိုပဲတဲ့ဒါဟိုကကလေကအုပ်ပုံဒါကတို့ဘုရားရှင်ကိုယေຊုပြီးထုတာတဲ့ဥစ္စာဆိုတာဘုရားကရှင်းပြဒီဥစ္စတို့မန်နေဂျာတို့ရရှင်းပြတယ်အေးပြောချင်တာကဥစ္စတို့တက္ကရာမတွေဘုရားစွန့်တူတော်တွေဆိုတာတတော်ထင်ရှားမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ပူဇော်နိုင်ဖို့အတွက်ဥစ္စတို့ထားထားတာဖြစ်ပါတယ်နော်အဲကြောင့်ဥစ္စတို့မြန်မာနိုင်ငံမှာဆိုဥစ္စအမြဲတမ်းပြောတယ်တက္ကရာမတွေကတက္ကရာမတွေစဉ်းစားကြည့်လို့ မန္တလေးမဟာမြတ်မုနိဘုရားနဲ့မိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ဘုရားကတကိုးကြီးမယ်ထင်တော့လို့ဆိုတော်တော်များတော့ဖြေတယ်အရှင်ဘုရားမန္တလေးမဟာမြတ်မုနိဘုရားကတကိုးကြီးတာပါဘုရားရွှေတကုံဘုရားနဲ့ကိုယ့်အိမ်ကဘုရားဘုရားကတကိုးကြီးမယ်ထင်တော့လို့မေးရင်အရွှေတကုံဘုရားကတကိုးကြီးမယ်လို့ဖြေကြတယ်မဟုတ်ပါဘူးเนาะအတူတူပဲအတူတူပဲရွှေတကုံကဘုရားလည်းဂုံတော်ကိုးပါးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်မိမိအိမ်မှာပူဇော်ထားတဲ့စင်တုတော်ဟာလည်းပဲ ဂုံတော်၉ပါးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်။ဘုဇုံတို့တရားမတွေတတိပြုကြမယ်နော်။တတိပြုကြမယ်။ဒါကြောင့်ဘုဇုံတို့ဘယ်ဘုရားကတကိုးကြည့်တယ်ဘယ်ဘုရားကတကိုးမကြည့်ဘူးပြောလာခဲ့လို့ရှိရင် လုံးဝမယုံပါနဲ့လက်မခံပါနဲ့ဘုရားအားလုံးဒီတူလားမတူလားဘုရားတွေအားလုံးကို စာပေထဲမှာဥဒိဋ္ဌဇေဒီလို့ခေါ်တယ်။အားလုံးပြောဗာဇေဒီလို့ခေါ်အတူတူပဲအတူတူပဲဖရားငဲငဲဖရားကြီးကြီး မြန်မာနိုင်ငံကဘုရားဖြစ်ဖြစ်ယိုရီးယားကဘုရားဖြစ်ဖြစ်အိုကမ်ဘောဒီးယားကဘုရားဖြစ်ဖြစ်ဘယ်ဘုရားဖြစ်ဖြစ်ဘုရားမသမျှအားလုံးဒီနော်ဂုံတော်၉ပါးနဲ့ပြည့်စုံတဲ့ဘုရားဖြစ်ပါတယ်ဟာမြန်မာနိုင်ငံဘုရားကဂုံတော်၁၀ပါးယိုရီးယားကဘုရားကဂုံတော်၉ပါးအဲ့လိုရှိပါမလားရှိပါဘူးအတူတူပဲအတူတူပဲပို့သွားတာလည်းမရှိဘူးလိုနေတာလည်းမရှိဘူးဘုရားအားလုံးအတူတူအဲကြောင့်ဦးဇနောတက္ကရာကမတွေကိုယ်အိမ်ကဘုရားကိုအထင်မသေးပါနဲ့ တတ်တော်ထင်ရှားဘုရားကို အာယုံပြုပြီးတော့ပို့ွယ်စီကပါเนาะတတ်တော်တညာဘုရားလိုအာယုံပြုပြီးတော့တောက်တော်ရေကပါတတ်တော်ထင်ရှားဘုရားလိုအာယုံပြုပြီးတော့ရှ िख ိုးပါတတ်တော်ထင်ရှားဘုရားလိုသဘောထားပြီးတော့ဆုံးတော်ကပါတကယ်ဘုရားကိုပူဇော်ရသလို အကျိုးရှိပါတယ်ဝိဇ္ဇနောမစ္ဆာဘုရားဟောဘူးတဲ့တိတ်ထန်တေနေဘူးတေစားပြီတမေစိတ်တေတမန်ပလန်ဝိဇ္ဇနောမစ္ဆာဘုရားဟောဘူးတဲ့ သတ္တထင်ရှားဘုရားပဲဖြစ်ဖြစ်တဲ့အသက်မရှိတဲ့ဘုရားစင်းတူတော်ဖြစ်ဖြစ်တဲ့တမေစိတ်တွေတမန်ဖလန်စိတ်ထားအတူတူထားနိုင်လို့ရှိရင်အကျိုးအတူတူပဲတဲ့ဘုရားဟောတာနော်ဥပဇင်းပြောတာမဟုတ်ဘူးဘုရားဟောတာသတ္တထင်ရှားဘုရားကိုပူဇော်တယ်လို့စင်းတူတော်ကိုလည်းပဲပူဇော်နိုင်မယ်ဆိုလို့ရှိရင်အကျိုးပေးတူတယ်လို့ပြောလားမတူဘူးပြောလား အကျိုးပေးအတူတူပဲတဲ့။ဒါကြောင့်ဦးဇင်းတို့မိမိတို့အိမ်မှာပူဇော်ထားတဲ့စင်တုတော်တွေကိုအယုံထုကိုအာယုံပြုပြီးပူဇော်ရမှာလား။တတ်တော်ထင်ရှားဖရာကိုအာယုံပြုပူဇော်ရမှာလား။အဲ့လိုဆိုလို့ရှိရင် အကျိုးကသေးမလားအကျိုးကြီးမလား။အေးဒါကြောင့်ဦးဇင်းတို့ဆုတောင်းပြေဖရားဆိုပြီးတကူးတကရှားမနေနဲ့ကို့အိမ်ကဖရားလည်းဆုတောင်းပြေဖရားဖြစ်ပါတယ် အလိုတော်ပြည့်ဘုရားလို့တကူတကချားမနေနဲ့ကိုယ်အိမ်မှာရှိတဲ့ဘုရားလည်းအလိုတော်ပြည့်ဘုရားဖြစ်ပါတယ်အဲ့တော့အလိုပြည့်ခြင်းမပြည့်ခြင်းစုတောင်းပြည့်ခြင်းမပြည့်ခြင်းဒီကေအားလုံးပြောဘုရားစင်တုနဲ့ဆိုင်လားမိမိနဲ့ဆိုင်လားအေးဒါကြောင့်ဦးဇင်းတို့စင်တုတော်ကိုရွေးချယ်ရမှာလားမိမိစိတ်ကိုရွေးချယ်ရမှာလားစင်တို့တော်ကိုပြင်ရမှာလားမိမိစိတ်ကိုပြင်ရမှာလားမိမိစိတ်ကိုပြင်ရမှာအေးဒါကြောင့်မိမိစိတ်ကိုပြင်တချို့ကဟာ ကြောက်စင်းတို့မကိုကွယ်နဲ့ကြောက်စင်းတို့ကိုကိုကွယ်ရင်ခိုက်တတ်တယ်ကြည်စမ်းကြည်စမ်းဖျားကိုပြန်နော်အကုသိုလ်တွေဖြစ်တော့မှာပဲဖျားကိုကိုကွယ်တာကိုပဲခိုက်တယ်လေးပါလေးနဲ့နော်တိတ်ကြောက်ဖို့ကောင်းတာပဲမိစ္ဆာအယူတွေနော်မှားရင်းနေတဲ့အယူတွေမိစ္ဆာအယူတွေတိတ်ကြောက်ဖို့ကောင်းတယ်အေးအဲ့ဒါဥစဉ်တို့ဗုဒ္ဓဖြေချတဲ့ပြဿနာများဒီနေ့နော်ဥစဉ်တို့ပြောခဲ့တယ်ပထမတစ်ခုကတန်းတန်းသူနဲ့ယဉ်ကျေးသူ လောဘဒေါသမောဟတွေမကုန်သေးတဲ့ပုဂ္ဂိုလ်တွေကနော်ဒါဒေါသတကြီးနဲ့ပြန်တုပ်ပြန်လူချမ်းတွေလူရိုင်းဆိုင်တွေဖြစ်မယ်။တိခဏနိုင်တယ်ခွန့်နှော့နိုင်တယ်မေတ္တာထားနိုင်ရင်သူရင်ကြီးတွေဖြစ်မယ်။ဒါလည်းဥစ္စာတို့လိုက်နာစရာခြောက်ခြင်းစရာတစ်ခုဖြစ်တယ်။နံပါတ်1ပွဲနဲ့သမင်းတွေဟာကုသိုလ်လို့ပြောလားအကုသိုလ်လို့ပြောလား။အေးပွဲနဲ့သမင်းတွေမလုံတင်မှုဒါဥစ္စာတို့အကြက်တမွန်ရှင်းပြခဲ့ပါပြီနော်မြန်မာလူမျိုးတွေကတိတ်ပြီးတော့ပွဲကြိုက်ကြတယ် နော်ပတ်စံတွေအများကြီးအကုန်ကြခံပြီးတော့ပွဲလန်းတပင်တွေကျင်းပါတယ်ကုစနုဆေရောကြီးတွေဆုံးမတာရှိတယ်နော်ဆေရောကြီးတွေဆုံးမတာရှိတယ်ပွဲငါသူလဲအကုသူဖြစ်တယ်နော်ဖြောပြေတင်ဆက်သူလဲအကုသူဖြစ်တယ်ပွဲကြည့်သူလဲအကုသူဖြစ်တယ်ပွဲထဲ့ပါလို့တိုက်တွန်းတဲ့ပုံကိုလည်း အကုသိုလ်ဖြစ်တယ်။ပွဲနဲ့ပတ်သက်ပြီးတော့အကုသိုလ်ဖြစ်တဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိလဲ။၄ယောက်ရှိတယ်။နံပါတ်၁။ပတ်စံနေအကုန်ကြခံပြီးတော့ပွဲငားတဲ့ပုဂ္ဂိုလ်။နော်။ပွဲငားတဲ့ပုဂ္ဂိုလ်လည်းအကုသိုလ်ဖြစ်တာပဲ။ပွဲငားပါနော်။ဖျားပွဲကျင်းပါလို့ရှိရင်ပွဲပါမှကောင်းမယ်ဦးလေး။ပွဲထဲပါ။အတော်ကြီးပွဲထဲပါ။အာချင်းကျူပွဲဆိုတာဒီတိုင်းပဲကောင်းမလဲ။စီစီကကလေးဖြစ်အောင်ပွဲလေးထဲအောင်။ကာကထိန်ပွဲ ခြောက်သွေ့နေတာပဲတခြင်းတွေပါနေပါမကောင်းပါပေါ့အဲ့တော့ဆိုင်းနေပုံတွေငှားခိုင်းတယ်အဲ့လိုငှားခိုင်းတဲ့ပုံကလည်းအကုသို့ဖြစ်တာကြီးပဲနော်အဲ့တော့ငှားရန်သူလည်းအကုသို့ငှားခိုင်းသူလည်းအကုသို့ဖြောပြေတင်ဆက်သူအကုသို့ပဲကြီးကျူနားထောင်သူလည်းအကုသို့ပဲဘုရားတော်တရားမှာလေသတိပြုစရာပါနော်ပတ်စံနေအများကြီးကုန်ကြခံပြီးတော့အဲ့ဒီပွဲတွေမြန်မာနိုင်ငံမှာပြင်သိပြီ ဒါအဘိဓမ္မာရှုထောင့်ဘက်ကတုတ်တန်ရှုထောင့်ဘက်ကပြောတာဝီနည်းရှုထောင့်ကလည်းကြည့်ဘုရားတရားတော်မှာတွေဥပုပ်သီလတွေဆောင်မှုကြရပါတယ်เนาะဥပုပ်သီလ7ပါးသီလထဲမှာနိစ္စဂိတာဝါဒိတာဝိတုကာဆိုတာပါတယ်ပိစိုတိမုတ်ခြင်းကခုံခြင်းကိုယ်တိုင်လည်းမဆိုရဘူးသူများကိုလည်းမဆိုခိုင်းရဘူးကိုယ်တိုင်လည်းမတိမုတ်ရဘူးသူများကိုလည်းမတိမုတ်ခိုင်းရဘူးသီလပြတ်တယ်သီလပြတ်တယ်เนาะအဲ့တော့နိစ္စဂိတာသီလပြတ်တယ်စဉ်းစားကြည့်စမ်း နော်ကထိန်ပွဲကျင်းပါတယ်ကထိန်ပွဲဆိုတာကုသိုလ်ကောင်းမှုလုပ်တဲ့ပွဲကုသိုလ်လုပ်တဲ့ပွဲမှာတချင်းနေနဲ့တီဆိုကြမယ်တီးမုတ်ကြမယ်ကားခုံနေကြမယ်ဆိုလို့ရှိရင်និစ္စဂီတတီလာပြတ်တယ်ဥစ္စာတက္ကະမတွေတီလာပြတ်ရင်ကဲအားလုံးပြောစမ်းသာသနာပြုတာလားသာသနာဖြတ်တာလားသာသနာပြုတယ်ဆိုတာတီလာမရှိတဲ့ပုဂ္ဂိုလ်ကိုတီလာရှိအောင်လုပ်တာ တီလာရှိပြီးသားပုဂ္ဂိုလ်ကိုတီလာတွေပို့ပြီးတော့ကောင်းလာအောင်လုပ်တာအဲ့ဒါပဲသူတို့ဒကာမတွေနော်သာသနာပြုတယ်ဆိုတာတီလာမရှိသူတွေတီလာရှိအောင်လုပ်တာသာသနာပြုတာဒီနေ့ဦးဇေနောဒကာမတွေကိုတီလာရှိအောင်ပြောပြနေတာနော်တီလာမရှိသူတွေကိုတီလာရှိအောင်လုပ်တာသာသနာပြုတာတီလာရှိပြီးသားပုဂ္ဂိုလ်တွေကိုတီလာပို့မြဲသွားအောင်လုပ်တာသာသနာပြုတာအခုကအဲ့လိုမဟုတ်ဘူးကထိန်ပွဲဆိုပြီးတော့လုပ်တယ်ကောင်းတယ်တန်ဃာတော်တွေရဲ့လိုအပ်တဲ့သင်္ကန်းဆုံးချောင်းစေးပစ္စည်းလေးပါတယ်လူတန်းကြတယ်သိတ်ကောင်းတယ် မကောင်းတာကအဲ့ဒီဘောက်တွေပဲမြန်မာနိုင်ငံမှာနော်အဲ့ဒီဘောက်တွေစူးညံတာပဲကထိန်ကာလမှာစူးညံနေတာပဲအဲ့တော့ပတ်စံလဲကုန်တယ်ပုံဝန်းကျင်လဲအနောက်ချက်ဖြစ်တယ်အကုသို့လဲဖြစ်တယ်တီလာလဲပြတ်တယ်ကဲစဉ်းစားစမ်းအဲ့လိုအစိုးအငုံအတိအမုတ်တွေကသာသနာပြုတာလားသာသနာဖြတ်တာလားကုသိုလ်ရသလားအကုသိုလ်ရသလားဒါဆိုရင်လုံတဲ့လားမလုံတဲ့ဘူးလား ကိုယ်စလုံးပြစ်တတ်တယ်ခြောင်ကျင်ကြမှာလားအတန်တိုးသေးတယ်ခြောင်မဲလို့သိမရှိဘူးထင်တယ်နော်အဲ့တော့ငွေတွေကုန်ပြီးတော့လုံနေကြတဲ့အလုတ်ကအကုသိုလ်တွေဖြစ်လွန်းလို့ပြောပြနေတာပါကုသိုလ်ရတဲ့အလုတ်ဆိုရင်ကိုယ်စလုံးမဟောပါဘူးဒီကိစ္စတွေကိုနော်အကုသိုလ်ဖြစ်လွန်းလို့ဟောနေရတာနော်အကုသိုလ်ဖြစ်လွန်းလို့ဟောနေရတာငွေတွေလည်းကုန်သေးတယ်အကုသိုလ်လည်းဖြစ်သေးတယ်ဒါကြောင့်ဦးစလုံးတက္ကရာမတွေအဲ့ဒီလိုကိစ္စမျိုးဘယ်တော့ခါမှအာမပေးနဲ့ငွေကုန်ပြီးတော့အကုသိုလ်ရတဲ့အလုတ် ဘယ်သောအခါမှအမပေးနဲ့ဥစ္စာအလုံးနှမျောတယ်တိုင်းပြည်ဆင်းရဲတာလည်းမပြောနဲ့เนาะလှူလို့ဆင်းရဲတာမဟုတ်ဘူးမလှူတက်လို့ဆင်းရဲတာเนาะမလှူတက်လို့ဆင်းရဲတာဘလို့မလှူတက်ဘူးလဲဆိုတော့ပဋိင်္ဂွဲလုတ်တယ်သိမ့်တရားကုန်တယ်အဲ့ဒီသိမ့်တရားလုံးလုံးတန်ဃာတော်တွေရသလားလို့မေးကြည့်မရဘူးတန်ဃာတော်တွေရတာက30ရရင်ကြံကောင်း ချန်တဲ့380ကဘာလို့လဲဆိုရင်အဲ့ဒီအတီးအမုတ်တွေအကခုံတွေငှားရမ်းတာတွေဖော်ပြတာတွေကျွေးမွေးတာတွေနဲ့ကုန်းကုန်တာနော်တကယ်တကယ်တန်တာတွေရတာကနည်းနည်းလေးပဲရတာအဲ့တော့နှမျောတာနှမျောတာနော်အဲ့ဒီ300လုံးပြီးတန်တာတော်တွေအတွက်စာသင်တဲ့အခါမှာစာရှာတဲ့အခါမှာတရားထုတ်တဲ့အခါမှာအထောက်ပံ့ဖြစ်ရင်တော့သိကောင်းတာပေါ့သိတရားလုံးလုံးတန်ဃာတော်တွေအတွက်ပစ္စည်းလေးပါလူတိုင်းသိကောင်းတာပေါ့အခုတော့မဟုတ်ဘူးပထမဘက်ဘလောက်ကုန်လဲမေးသိတရားကုန်တယ် ဒါပေမဲ့တန်ခါတော်တွေအကုန်လုံးသိတိရရလာမင်းမရဘူးเนาะအဲ့တော့အဲ့ဒါပြောတာတိုင်းပြည်မွဲတယ်ဆိုတာအဲ့ဒါပဲလှူလို့မွဲတာမဟုတ်ဘူးမလှူတက်လို့မွဲတာဘုရားပရိသတ်တွေပြောဘာလို့မွဲတာလဲမလှူတက်လို့မွဲတာเนาะလှူလို့မွဲနေတာမဟုတ်ဘူးမလှူတက်လို့မွဲတာအဲ့ဒီမှာအခုဗုဒ္ဓဖြေကြပြဿနာများတဲ့မှာတစ်ခုပါတော့ ဲ့ဒီအတိဗန္ဓကဗုဒ္ဓလို့ခေါ်တဲ့ရွာလူကြီးကမြတ်စွာဘုရားကိုပြောတယ်မြတ်စွာဘုရားမြတ်စွာဘုရားလူတွေဒုက္ခရောက်နေတယ်လူတွေစီးပွားပြတ်နေတယ်လူတွေအငတ်သေးဆိုင်နေတယ်လူတွေဆင်းရဲနေတယ်မြတ်စွာဘုရားပြောတော့လူတွေကိုတနာတယ်ဆိုလူတွေကိုငဲ့ညာတယ်ဆိုမြတ်စွာဘုရားကလူတွေကိုတနာတယ်လဲပြောတယ်လူတွေကိုငဲ့ညာတယ်လဲပြောတယ် အခုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့အလူခံနေတာလဲတိတ်ကောင်းတဲ့မေးခွန်းနော်လူတွေဒုက္ခရောက်နေတယ်ငက်ပြတ်နေတယ်ဆင်းရဲနေတယ်မြတ်စွာဘုရားကတပည့်တွေခြံရံပြီးတော့အလူခံနေတယ်ဒါမြတ်စွာဘုရားကလူတွေကိုနှိမ့်ဆက်နေတာပဲမြတ်စွာဘုရားကမေးတယ်မေးခွန်းနော်တိတ်ကောင်းတယ်တိုင်းပြည်ပြည်သူပြည်သားတွေဆင်းရဲမွဲတေနေတဲ့အချိန်မှာအရှင်မြတ်မြတ်စွာဘုရားကတပည့်ပရိသတ်တွေနဲ့လှည့်လည်ပြီးအလူခံနေတယ်ဒါမြတ်စွာဘုရား ဒါလူတွေကိုနှိမ့်ဆက်နေတာမဟုတ်ဘူးလားလို့မြတ်စွာဘုရားကိုပြောတယ်မြတ်စွာဘုရားကပြောတယ်တခါကြီးတဲ့ငါသပိဋ္ဌိဉာဏ်နဲ့ငါကြည့်တယ်နော်သပိဋ္ဌိဉာဏ်နဲ့ငါကြည့်တယ်တဲ့ဟောဒီကဘာကနေနောက်လာမဲ့60နဲ့တကဘာအထိပြဋ္ဌာန်းပြောကြည့်ပါဘယ်နှကဘာအထိလဲ60နဲ့တကဘာနော်ဟောဒီကဘာကနေပြီးတော့ရေတွက်ကြည့်လာလိုက်တဲ့60နဲ့တကဘာလောက်အထိ လှူလို့မွဲသွားတယ်ဆိုတာငါတယောက်မှမတွေ့ဘူးတဲ့ဖခင်ပြောတာနော်ဦးစင်းပြောနေတာမဟုတ်ဘူးနော်ဖခင်ပြောနေတာလှူလို့မွဲသွားတဲ့လူလှူလို့ဆင်းရဲသွားတဲ့လူငါတယောက်မှမတွေ့ဘူးတဲ့လှူလို့ချမ်းသာသွားတဲ့သူတွေပဲငါတွေ့တယ်တဲ့ဖခင်ပြောနေတာနော်လှူလို့မွဲသွားတာတယောက်မှမရှိဘူးလှူလို့ဆင်းရဲသွားတာတယောက်မှမရှိဘူးတဲ့မှတ်ထားတဲ့လူတွေဆင်းရဲတယ်ဆိုတာလှူလို့မဟုတ်ဘူးတဲ့ အကြောင်း၈ခုရှိတယ်။ဦးဇင်းပရိသတ်တွေပြောကြည့်ပါဘယ်နှခုရှိလဲ။၈ခုရှိတယ်။လူတွေဆင်းရဲတယ်ဆိုတာအကြောင်း၈ခုရှိတယ်။လူလို့ဆင်းရဲတာမဟုတ်ဘူး။စောစောကဦးဇင်းပြောခဲ့တယ်နော်။မလူတက်လို့ဆင်းရဲတယ်ဆိုတာပြောချင်နေတာ။နံပါတ်၁ရာဇတော့ဘယင်ကြောင့်ဆင်းရဲတာအလုံးပြောနံပါတ်၁ဘာကြောင့်ဆင်းရဲတာလဲ။နံပါတ်1စောရာတော့တခိုးတည်းများတွေကြောင့်ဆင်းရဲတာနံပါတ်2ဘယ်လိုကြောင့်ဆင်းရဲတာလဲ တခိုးတမားတွေကြောင့်ဆင်းရဲတာနံပါတ်3အက်ကိမီးကြောင့်ဆင်းရဲတာနံပါတ်3ပါလေမီးကြောင့်မီးပေးအန်ဒရယ်လေကိုရှားပွင့်စုဆောင်ထားတဲ့ဥစ္စာတွေတည်တည်ကြာမထိမ့်သိမ့်ဘူးဆိုရင်မီးလောင်ထဲမှာပါသွားမှာပဲလေမီးလောင်တော့ရင်အကုန်လုံးကုန်ပဲဘာမှမကြက်နံပါတ်4ကရေကြောင့်တဲ့ရေပေးအန်ဒရယ်လေဆူနာမီလိုရေပေးတွေတက်လာတဲ့အခါမှာအကုန်ပါအိမ်တွေ လဝိလစားတွေရွှေငွေတွေလူတွေရဲ့အသက်တွေအကုန်ပါအဲကြောင့်ရေကြောင့်လည်းလူတွေဆင်းရဲဒုက္ခရောက်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့မြတ်စွာဘုရားကနော်ဒုပ္ပါယုတ်တာလို့ခေါ်တယ်စီးပွားရေးမလုတ်တက်လို့ဆင်းရဲတာတချို့စီးပွားရေးလုတ်တယ်နားမလဲဘူးနော်မနားမလဲဘူးလုတ်တော့လုတ်တယ်လေကိုလုတ်တဲ့လုပ်ငန်းကိုမကျွမ်းကျင်ဘူးအရင်နေ့တည်းအကုန်ပြုတ်အမြင့်မပြောနဲ့အရင်တော်ပြုတ်ကုန်တာအဲ့ဒါဘာပြုတ်လို့လဲဆိုတော့ ဘုရားကြောင့်မဟုတ်ဘူးကိုယ်စီးပွားရေးမလုပ်တက်လို့အဲ့စီးပွားရေးတခုလုပ်တော့မယ်ဆိုရင်တိတိကျကျလေ့လာရတယ်အလိမ်မခံရအောင်တချို့အလိမ်ခံရတယ်တချို့အလိမ်ခံရတယ်နော်ဟောဒီတချို့ဆိုရင်လည်းနိုင်ငံခြားမှာလုပ်သွားလုံးမယ်အလိမ်ခံရတယ်အများကြီးပဲဘုရားနဲ့ဘာမှမဆိုင်ဘူးဌာနနဲ့ဘာမှမဆိုင်ဘူးမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တာလုပ်ငန်းမကျွမ်းကျင်တော့အလိမ်ခံရတယ်မြေတွေဝဲတယ်သူများလိမ်ရောင်းသွားတဲ့မြေတွေကိုရွှေတွေဝဲတယ်ရွှေအတုတွေလိမ်ရောင်းခံရတယ်ကိုမကျွမ်းကျင်တာ နော်အဲ့တော့ကိုမကျွမ်းကျင်တဲ့လုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါကျတော့ချုံးတယ်ဖျားနဲ့ဘာမှမဆိုင်ဒါနလုပ်လို့မဟုတ်ဘူးအဲ့ကြောင့်ဆင်းရဲတယ်ဆိုတာအဲ့ဒါနောက်တစ်ခုကဌာနတော်ဝိကစတိလို့ခေါ်တယ်ချစ်ကတုံးကဒီခေတ်လိုဘန်တွေဘာတွေမရှိသေးဘူးဒီနေ့ခေတ်မှာတော့ရှားပွဲစုတောင်းလို့ရတဲ့ဥစ္စာကိုဘန်မှာထားရင်လုံကြုံတယ်ဒါတော့မှဘန်ကဒေဝါလီခံသွားရင်သွားပြီနော် ဘန်ဒီဝါလေးခဏလိုက်ချုံသွားပြီဘာမရတော့အဲ့တိုင်းပဲဖျားရက်တဲ့တုန်းကဘန်မရှိဘူးဘန်မရှိတော့ရွှေအိုးတွေကိုမြေကြီးမှာပြုတ်ထားကြတယ်ရွှေအိုးတွေကိုမြေကြီးမှာပြုတ်ထားအဲ့တော့မြေကြီးမှာပြုတ်ထားတဲ့ဥစ္စာတွေကနေရရွေ့တယ်တခါတလေရေတိုက်စားပြီးတော့ရေနဲ့မျောပါသွားတယ်ညင်ကမ်းပြီးပါလေအဲ့လိုပြုတ်ထားတဲ့ဥစ္စာတွေကနေရရွေ့သွားရင်လည်းဆုံးချုံသွားတယ်ဒီနေ့ခေတ်ဆိုရင်တော့ဘန်မှာအပ်ထားတဲ့ဥစ္စာတွေ ဒီဝါလီခံသွားရင်ဆုံးရှုံးတယ်လို့ပဲပေါ့နော်ဒါမြတ်စွာဘုရားကစင်းရဲမွဲတည်တယ်ဆိုတာလူလို့မဟုတ်ဘူးဆိုတာကိုချင်းပြနေတာနော်နောက်မြတ်စွာဘုရားကပြောတယ်ကုလင်ကာရောဆိုတာအမျိုးထဲမှာကိုယ့်ရဲ့မိသားစုထဲမှာ family ထဲမှာအတော့အဖုံးကြီးတဲ့ပုံကိုပါခဲ့လို့ရှိရင်လည်းမွဲတာပဲရှားတော့မလောက်ဘူးအမေဖေတွေကကုံယုံပြီးခြားတယ်တာသမီးကစီးပွားမလုပ်ဘဲနဲ့ဖြုံးနေတယ်အလေလိုက်နေတယ် ောက်စားနေတယ်မူးကျိုးနေတယ်မိဘကရှေ့ကရှာတယ်နောက်ကသားသမီးကဖြုံးတယ်လင်ကရှာတယ်အမျိုးသမီးကဖြုံးတယ်အမျိုးသမီးကရှာတယ်လင်ကဖြုံးတယ်ဘလို့လို့ကြီးပွားမှာလဲအဲ့မိသားစုအဲ့လိုမိသားစုထဲမှာအတုံးအဖြုံးကြီးတဲ့ပုံကိုပါရင်လဲငွဲမှာပဲတဲ့လှူလို့ငွဲတာမဟုတ်ဘူးနော်အတုံးအဖြုံးကြီးတဲ့ပုံကိုပါတဲ့မိသားစုငွဲမှာပဲမြတ်စွာဘုရားတရားသိကောင်းတာပဲနော်နောက်ဆုံးတစ်ချက်ကတော့အာနိစ္စတာယ မမြဲခြင်းသဘောတရားအရာပဲဖြစ်တတ်တယ်။သင်္ခါရသဘောတရားအရာပျက်စီးချိန်တိုင်တဲ့အခါမှာပျက်စီးတာမျိုးတွေရှိတယ်။တချို့တချို့ပစ္စည်းဥစ္စာတွေကဆွေးသွားတယ်၊ပျောက်သွားတယ်နော်။အဲ့ဒါတွေကမမြဲခြင်းသဘောတရားတွေပဲ။ဒါကြောင့်လည်းပဲတခါတလေလူတွေဒုက္ခရောက်တတ်ပါတယ်။အဲ့တော့မြတ်စွာဘုရားပြောချင်တာကလှူလို့ဆင်းရဲတာမဟုတ်ဘူး။လှူလို့ဒုက္ခရောက်တာမဟုတ်ဘူးတဲ့။ဆောစောကပြောခဲ့တဲ့အချက်ချစ်ချက်ကြောင့်ဒုက္ခရောက်တာလို့ မြတ်စွာဘုရားဖြေကြားတော်မူပါတယ်။နော်ဒါကြောင့်ဥစ္စလောတက္ကရာကမတွေနော်မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာတိတ်ကောင်းတာပဲ။တကြောတချို့ကပြောတယ်လေအာမြန်မာနိုင်ငံဆင်းရဲတယ်မြန်မာနိုင်ငံမွေဆင်းရဲတယ်ဆိုတာဒီလောက်ဘုန်းကြီးတွေများနေတာအလူတန်းတွေများလို့မဟုတ်ပါဘူး။ဘုန်းကြီးတွေကိုတကယ်လှူလို့ဆင်းရဲတာမဟုတ်ပါဘူး။လှူတာကနည်းနည်းပျော်ပွဲရှင်ပွဲကများများနော်ပျော်ပွဲရှင်ပွဲကများများ တရားရာဂိုင်တော့မှာ20ရာဂိုင်တော့လောက်ပဲတန်ဃာတော်တွေသုံးရတယ်။ကျန်တဲ့80ရာဂိုင်တော့ကအပျော်အပါးတွေနဲ့ကုန်သွားတာဖြစ်ပါတယ်။အဲကြောင့်ဦးဇင်းတို့ပြောနေတယ်လှူလို့မွဲတာမဟုတ်ဘူး။လှူလို့မွဲတာမဟုတ်ဘူး။မလှူတက်လို့ဆင်းရဲတာမလှူတက်လို့မွဲတာဒီလိုပြောလို့ရတယ်။နော်။အေးဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေဟာတိတ်ကောင်းတာပဲ။ဒီနေ့တရားကောင်းစဉ်ကဗုဒ္ဓဖြေချပြဒနာများတဲ့။နော်ဦးဇင်းတို့တရားဓမ္မတွေဒီနေ့ ခြောင်ချင်းစရာတွေလိုက်နာစရာတွေအများကြီးပြောလိုက်ပါပြီเนาะဒါကြောင့်ဒီနေ့နှလုံးသားဓမ္မမောင်မယ်လူငယ်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဗုဒ္ဓဖြေချာပြတနာများတရားဒေသနာတော်ကိုကြားနာပြီးတော့မိမိတို့ခြောင်သိတဲ့ဥစ္စာတွေကိုခြောင်ဆောင်သိတဲ့ဥစ္စာတွေကိုဆောင်ပြီးတော့ဗုဒ္ဓမြတ်စွာအဆုံးအမတွေကိုဥထည့်ရပန်းစင်းပြီးတော့ဗုဒ္ဓဘာသာဝင်ကောင်းများဖြစ်အောင်ကိုစီကိုစီစူးစမ်းအားထုတ်နိုင်ကြပါစေကုန်သတည်း